ယောဝန်အညောင်းကစီရောဒီနေ့ဒီချေတို့ဒီ EPS ပေါ့နော်တင်ရိုးတင်စာအုပ်ထဲကအခန်း၁၊ဂျာဂီဆိုကေနော်ဂျာဂီဆိုကေဆိုတာကမိမိကိုကို မိတ်ဆက်ခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်နော်ဒီဂျာဂီဆိုကေဆိုတဲ့ခေါင်းစဉ်လေးကနေစပြီးလေ့လာပါမယ်။အဲတကယ်တော့အခြေခံမလေးကျင်ရသေးဘူးအခြေခံမရသေးဘူးဆိုတဲ့လူတွေက ရဲ့ page မှာပဲဖြစ်ဖြစ်ဒီ YouTube channel မှာပဲဖြစ်ဖြစ် YouTube channel မှာဆိုရင် playlist လုပ်ပေးထားရပါတော့အမှအခြေခံရှိတယ် page မှာကြည့်မယ်ဆိုရင်လည်းရဲ့ဒီအပေါ် caption မှာ link ချပေးထားမယ်ပေါ့နော်အဲ့မှာသွားပြီးဝင်ကြည့်လို့ရတယ်အဲ့အခြေခံနေပြီးတော့မှဒီအောင်စားပြီးလေ့ကျင့်မယ်နော်ဆိုတော့ဟုတ်ပြီဒါဆိုရင်ဒါလေးစားပြီးကြည့်အောင် ော့ဒီဟာလေးကကျေတော့တင်ရိုးတက်เนาะ EPS တင်ရိုးတက် dashboard ထဲကဟာလေးတွေကိုလုံးပြန်ထုတ်ပြီးတော့ရေးတင်ပေးထားတာဖြစ်ပါတယ်။ဒါတွေကအကုန်လုံးတင်ရိုးတစ်ခုလုံးဖူလုံးနေเนาะဒီ note တွေอ่ะအဲ့တော့စာကြည့်ပါမယ်။ imnida เนาะ imnida ဆိုတဲ့ grammar လေး imnida ဆိုတာအဓိပ္ပာယ်ကဖြစ်ပါတယ်ဆိုရတယ်။သူအဓိပ္ပာယ်ကဖြစ်ပါတယ်။သူက noun နဲ့တွဲသုံးတယ် နော်နောင်နဲ့တွဲသုံးတယ်အဲ့တော့ရတော့ခုနကကြက်ရင် noun plus inida ဖြစ်ပါတယ်နော်အဲ့လိုလိုတွဲကြက်မယ် noun plus inida ဖြစ်ပါတယ်အဲ့ဒါကကြတော့ဖြစ်ပါတယ်ဆိုတော့ရိုးရိုးဒီတိုင်းပဲစာကြောင်းပေါ့တကယ်လို့မေးကိုမေးတဲ့ပုံစံနဲ့သုံးမယ်ဖြစ်ပါသလားသုံးမယ်ဆိုရင် inika inika ဆိုရင် ဖြစ်ပါသလားသူကလည်းတူတူပဲ noun နဲ့တွဲသုံးမယ် တော့ indica ကိုကြက်မယ်ဆိုရင် noun plus indica ဖြစ်ပါသလားပေါ့အဲ့ဒီစာကြောင်းလေးဖတ်ကြည့်အောင်ဒီမှာရေရေဆိုတာကသူကဥပမာကိုပြောတာเนาะဥပမာကိုပြောတာရေလို့လည်းခေါ်တယ်ဥပမာကိုနောက်တစ်မျိုးဘိုဂီလို့လည်းခေါ်တယ်ဘိုဂီလို့လည်းခေါ်တယ်အဲ့ဒါလေးကြည့်အောင်ဂျော်နဲကျွန်တော်ကတော့ယူဆု အင်မီတာเนาะဒါလေးကနာမည်ယူဆုဖတ်စွာနာမည်အော်ကျွန်တော်ကတော့ဂျမာကတော့ဂျောဆိုတာအဓိပ္ပာယ်နှမျိုးရှိတယ်ကျွန်တော်လည်းရတယ်ဂျမာလည်းရတယ်အဲ့တော့ကျွန်တော်ကတော့ဒါမှမဟုတ်ဂျမာကတော့ပေါ့ယူဆုဖတ်ဖြစ်ပါတယ်သူကနာမည်လေးယူဆုဖတ်စွာဝမ်မင်းအင်မီတာဝမ်မင်းဖြစ်ပါတယ် ဒါလေးကိုဆက်ကြည့်မယ်နော်အဲ့လိုမျိုးလေးဒီထဲမှာနောက်ကနာမည်တစ်ခုကိုသုံးရဲနာမည်လေးပေါ့ခုကြော့ခုကြော့မှာကြတော့ကျတို့ဒီမှာဆိုလို့ရှိရင်သုံးတိမိုးတဲ့သုံးထားတယ်ကိုဆိုလို့ရှိရင်မီယာမာသုံးလို့ရတယ်မီယာမာနော်မြန်မာသုံးလို့ရတယ်ဒါမှမဟုတ်ဒီပေါ်မှာတွေ့ခဲ့ပြီးသားလာအိုစ်နော်လာအိုနိုင်ငံလည်းသုံးလို့ရတယ် အဲ့တော့အဲ့လိုလေးနှစ်ခုရေးမယ်ရေးပြီးသွားရင်ဒီဒုစာချောင်းလေးသုံးချောင်းရေးမယ်အညော90ရို့ကိုသုံးတဲ့နာမည်ရေးမယ်ရှိမှာအင်မီတာအဲ့တော့ဒီမှာသုံးထီမိုးတွေတကယ်လို့ကမြန်မာသုံးနေဆိုရင်မြန်မာစာတာအင်မီတာပေါ့နော်အဲ့လိုလေးသုံးချောင်းရေးမယ်နော်အားလုံးချက်ကိုကွန်မန့်မှာလာပြပေးပါမန်လာမာလာဆိုဆစ်ပေးမယ်နော်ရေးရဲ့ပုံစံလေးတွေမန်လာမာလာဆိုအောင်ပြန်ပြီးတော့ဆစ်ပေးမယ်အဲ့တော့အဲ့ဒါလေးတစ်ခုရေးမယ် 유봉셀리 어느 나라 사람입니까? 미얀마 사람입니다. 어느 나라 사람입니까? 예매 캄보디아 사람입니다. 어느 나라 사람입니까? 방글라데시 사람입니다. 방글라데시도 빙글라데시고요. 빙글라데시 동요. 나중에 캄보리아 동요. 나중에 미얀마 동요. 디동구 예매. 어? 어? 아, 리더스. အဲ့ဒါဆိုကျွန်တော် immunity နော် immunity ကအကုန်လုံးပြီးသွားပြီနောက် grammar တစ်ခုဆက်ကြည့်မယ် on no on no ကသူအတိတ်ပဲလေကတော့ဆိုရင်အတိတ်ပဲရတယ်နော်ကတော့သူကလည်း immunity လိုပဲ noun နဲ့တွဲသုံးတယ်အဲ့မဲ့သူကတတိထာမှာကအဲ့ဒီနောင်မှာအတက်ပါတယ်ဆိုလို့ရှိရင် on အတက်မပါဘူးဆိုလို့ရှိရင် non သုံးတယ်နော်အ အင်မီတာကြတော့နောင်းမှာအသက်ပါပါမပါပါအင်မီတာပဲအွန်နောကနောင်းမှာအသက်ပါရင်အွန်အသက်မပါရင်နွန်အဲ့ရောဘဝကြည့်ရင်နောင်း plus အွန်နောကတော့နော်အဲ့ဒီနောင်းမှာအသက်ပါရင်အွန်အသက်မပါရင်နွန်အဲ့တော့ဥပမာလေးကြည့်အောင်သူအန်နဲ့လားသူအန်ကတော့သူအန်ဆိုတာနာမည်နော်ဒုနာမည် thu ăn gà rồi thu ăn mà ông nát đã bài rồi là mà nát đã bài nát đã bài rồi ông lê đồng này rồi thu ăn nữa mốc su im đi uh, tu -e. ta mốc su là lát đã mau rồi thu ăn gà rồi lát đã mau phải chín su xì nương này đi xí à xíu gì đã อาตมาเป่าสุดแล้วนั่นตรงนี้จินซูชินเนี่ยเวสาวอนอิมนีดาจินซูก็รอกรมนิเวทแห่เพียบไปนั่นคือซาฮาราชินเนี่ยซาฮาราก็รอเดี๋ยวเดี๋ยวอาตมาเป่าชิมาอาตมาเป่าพิจารณาเนื่องตรงนี้ซาฮาราก็รอปากีสถานปากีสถานหรือปากีสถาน 파키스탄 사람입니다. 파키스탄 루묘 미 피바레 이제까지 설명은 맞는 것에맨간에 야마레 동그라미 동그라미 소리로 와일류 어? အဝိုင်းလေးပြုတ်လုံမယ်ဆိုဝိုင်းလိုက်မယ်ပေါ့ဟာဆယ်ယူဆိုတော့ပြုတ်လုံပါအဲ့တော့မှန်တဲ့ဟာကိုဝိုင်းလိုက်မယ်လီလီဒီနောက်ဆုံးအဟောက်ပဲကြည့်နော်ဒီနောက်ဆုံးအဟောက်ပဲကြည့်အဲ့နောက်ဆုံးအဟောက်မှာအသက်ပါလားမပါဘူးလားအဲ့ဒါကိုကြည့်အသက်မပါဘူးအသက်မပါဘူးဖြစ်တဲ့အတွက်နန်းသုံးမယ်လီလီနန်းနုံဘူးအင်းနေတာနုံဘူးဆိုတာလေတမား လဲသမားကိုပြောတာနုံးဘူးကလဲသမားနော်ခုနမုတ်ဆူမုတ်ဆူဆိုတာလက်သမားကိုပြောတာဒါကလဲသမားဒါအပင်နေဆိုင်တယ်လို့နော်အနောက်ကိုကြည့်မယ်နေချီနာအတက်ပါလားအောက်မှာနားတက်ပါတယ်နားတက်ပါတော့နင်းနေချီနာနေထေဂူစာရမ်အင်းဒါဟိုင်းလူမျိုးဖြစ်ပါတယ် 지수시 아다바라나마 아, 라송하고지메아다마바는 지수시는 학생입니다. 아공 아다바라 라송하고지메 아다바라비라도 응리유메 아공은 동티모르 사람입니다. 아시티모 루묘 피바레 칼럼 아마 맞아지 봐요. 응, 네, 리와이미. 네, 네. 칼음은 어부입니다. 너 어부자 땅아대 인줄아. 칼음 가로 땅아대 피바리. 수피카 다음 바로 네. 수피카는 간호사입니다. 간호사 두나뷰. 수피카 가로 두나뷰 피바리. လေ့ရမယ်နော်အဲ grammar လေးတွေကိုတခါလေနှုတ်စာအုပ်ထဲမှာရေးပြီးတော့မှတ်ပြီးတော့မှတ်တာပြီးတော့ဒီလေ့ကျင့်ခန်းတွေကိုရက်ရက်ပြီးတော့ရေးနော်အဲ့လိုလေးလေ့ကျင့်မယ်အဲ့ဒါမှတခါလေ grammar ရောဒီက meaning တွေရောတခါလေရသွားမှာအဲ့ဒါဆိုဆက်ကြည့်မယ်ဒီကလေဘိုဂီဝါကာချီဥပမာကဲတော့ မားတဲ့ပုံစံကိုပြောကြည့်ပါတဲ့အဲ့ဒီမှာနာမည်က Eden เนาะ Eden ဆိုတာနာမည်က Carlo G Gob G Gob ဆိုတာအလုံးအကိုင်ဒီက meaning နေလေအကုန်ကြက်မယ်เนาะအခု G Gob တို့အရှိကနုံးဘူးတို့เนาะအဲ့လိုမျိုးလေး Mox ဆိုတို့အဲ့ meaning နေလေအကုန်ကြက်မယ်အဲ့တော့ Eden ဆိုတာကနာမည်က Carlo G Gob အလုံးအကိုင်က Gin လို့ကြာ Gin လို့ကြာဆိုတာအလုံးတမား 아두아리마 사장으이 일할 칼로는 칼로가로 근로자입니다. 알로더마 앞에 말해. 이름가 이방, 남해야 이방. 직업 알로가야 목수 라다마. 이방은 목수입니다. 이방가로 라다마 앞에 말해. ဲ့တော့ဒီမှာ2 3 4ခုနကလိုပဲလေးကျင်မယ်အခုဒီမှာ idem ကစုတို့ jigob အလုပ်ပိုင်းကခန်းတော်စာတူနာပြုအဲ့တော့အရှိရလိုစာကြောင်းလေးရေးမယ်စုတို့နဲ့ခန်းတော်စာအင်မီတာနော်စုတို့ကတော့တူနာပြုဖြစ်ပါတယ်အဲ့လိုပုံစံလေးရေးမယ်ပြီးဒီမှာနံပါတ်3မှာနာမည်အာတဲ့ jigob အလုပ်ပိုင်းကဝဲစာဝန်ဝဲစာဝန်ဆိုတာကုမ္ပဏီဝင်ထံ ါကြောင့်လေးရေးမယ်ပြီးနောက်ဆုံးနောက်ဆုံးတစ်ခုနာမည်လေးကိုကြည့်အောင် Eden က Monica ဒီက of alone Canada song same name song same name ဆိုတာဆရာဆရာမောက်ပြောတာเนาะဆရာကိုတုံးလဲရတယ်ဆရာမောက်ကိုတုံးလဲရတယ်အဲသူ့ကိုလည်းစာကြောင်းလေးတစ်ကြောင်းရေးမယ်เนาะဒီတော့ဦးလည်းရေးမယ်เนาะရေးပြီးကျေ comment မှာလာ